ဥမာဆိုကြပါစို့ကျွန်တော်တို့အခန်းတစ်ခန်းထဲမှာအရာဝတ္ထုဥမာပရိဘောဂတွေဘာတွေနဲ့အင်တီရီယာဆက်တင်တခုကျွန်တော်တို့ဆွဲထားအခန်းဒီဇိုင်းတခုဆွဲထားတာပေါ့နော်သူ့ကိုကျွန်တော်တို့အခန်းဆိုတော့ဘေးနားမှာနိုင်ငံပတ်ပတ်လေလှည့်ထားတယ်လှည့်ထားတော့ကျွန်တော်တို့ဒီလိုချိန်လိုက်တဲ့အခါမှာဒီနောက်မှာနိုင်ငံရှိတယ်အဲရှိတော့ဒီဘက်ကဒီ box ကိုကျွန်တော်အပြည့်မြင်နေတယ်ဆိုကျွန်တော်မြင်လို့မြင်အောင်ဆိုကျွန်တော်နောက်ဆုပ်ရမယ်ဒါပေမဲ့ဒီလိုဆုပ်လို့မရဘူးဘာကြောင့်လဲဆိုတော့ဥမာဒီနားမှာကျွန်တော်တို့ဒီလိုပေါ့နိုင်ငံတစ်ခုရှိနေတယ် အဲဒါနားလည်အောင်ကျွန်တော်နည်းနည်းရှင်းရှင်းဝေးလေးပြောပြတာပါခလုတ်ကလေးတွေကဘယ်လိုပြောမလဲဆိုတော့တခုခုကိုကျွန်တော်သေသေးချာသိတာပူကောင်းတာပေါ့နော်အဲဆိုတော့ဒီလိုမျိုးပေါ့ဒီဒီအခန်းနံကိုကျွန်တော်နောက်ပြန်ဆုပ်ရင်အခုဆိုကျွန်တော်နံနဲ့꿰သွားပြီဖြစ်ပါတယ်ကျွန်တော်မမြင်ရတော့ပါဘူးအဲဒီအင်ငယ်ရဆိုရင်ဒီ box ကိုအပြည့်မြင်အောင်မလွယ်ပါဘူးအဲ့အချိန်ကျရင်ကျွန်တော်ဒီခလုတ်ကလေးကိုနဲ့ကျွန်တော်တို့ထွက်ရင်ကျွန်တော်ဘယ်လိုပြောမလဲဆိုကိုကနောက်ကိုဆုပ်သွားမှာမဟုတ်ဘဲနဲ့ကင်မရာရဲ့ zoom မှန်ဘလူးနဲ့ချဲ့လိုက်တာဖြစ်ပါတယ် white zone ဖြစ်ပါတယ်ဒီလိုလှုပ်လိုက်ခြင်းအပြင်ကျွန်တော်ဇွန်းရင်ဇွန်းမှာမဟုတ်တဲ့ကြောင်းအရာဝတ္ထုတွေပုံပြတ်သွားပါမှာအခုတွေ့တဲ့အချိန်မှာကျွန်တော် box ဆာဘာဖြစ်သွားလဲဆိုတော့ box ပုံစံမဟုတ်ဘဲနဲ့ဒီလိုဒီဇောင်းနေဖြစ်သွားပါတယ်လေးတော့မဟုတ်တော့ပါဘူးအဲ့တော့ကြောင်းကျွန်တော်တို့ကဒီ cloud ကိုမသုံးပါနဲ့ကျွန်တော်တို့ modeling လုပ်တဲ့အချိန်မှာ render လောက်ခံနေကြမှာကျွန်တော်တို့သုံးပါဒါပေမဲ့ကျွန်တော်တို့သုံးလိုက်မိရင်ဘယ်လိုပြန်လုပ်ရမလဲကျွန်တော်တို့ default perspective view မဟုတ်တော့ဘူးတဲ့လား ကျွန်တော်အရာဝတ္ထုတွေကဒီလိုချေချေမြမြတစွက်တစောင်းတစွက်တစွေကြီးတွေဖြစ်သွားပြီဒါတွေကိုကျွန်တော်တဲစေခြင်းဒီလိုပြန်လုပ်ရပါတယ်ပြန်ပြင်တဲ့နေရာကျွန်တော်ဒီဒီဘက်က messy by viewport toggle ဆိုတဲ့ click ကလေးကိုကျွန်တော် right click နှိပ်လိုက်ပါ left click မဟုတ်ပါဘူး right click နှိပ်လိုက်ရင်ကျွန်တော်ဒီမှာ field of view ဆိုတာမှာ90ပြန်ထားပေးရပါတယ်ဒီနေရာမှာကျွန်တော်90ပြန်ထားပြန်ထားပေးလိုက်ရင်ကျွန်တော်ဥစားပါเนาะဒီ view ဟာ ကျွန်တော်တို့ပုံမှန် perspective view ပုံမှန်မြင်နေရတဲ့ view လေးတောင်းလေးပြန်ရမှာဖြစ်ပါတယ်အဲ့တော့ဆိုတော့တက်နိုင်ဒီကောင်ကိုမှားပြီးတော့မသုံးမိပါသေးနဲ့ channel တွေကတော့ကျွန်တော်တို့သုံးလို့ရပါတယ်ဟုတ်ပြီဒါဆိုတော့စောစောကဒီ cloud ကလေးကိုပြောအလှည့်ရောက်လာပြီပေါ့နော်ဒါက rotate ပါ rotate ကတော့အတူတူပါပဲစောစောကကျွန်တော်တို့တိတ်32မရှိပါဘူး alter နဲ့အဲ middle mouse button နဲ့တွဲသွင်းရင်ဒီတိုင်းရပါတယ်ဒါလည်း middle mouse button နဲ့ hui နဲ့တွဲသွင်းရင်လိုရပါတယ် နောက်ဒီ cloud clear ကကျွန်တော်တို့ messy mic viewport toggle လို့ခေါ်ပါတယ်သူ့ကိုနှိပ်လိုက်ရင် activate ဖြစ်နေတဲ့ view က screen အဖြစ်ပေါ်လာမှာဖြစ်ပါတယ်အဲအဲ့တော့ဆိုတော့ဒီကောင်ပြန်နှိပ်ရင်ကျွန်တော်တို့ဥစားပေါ့ view ပို့၄ခုပြန်ပေါ်မှာဖြစ်ပါတယ်အဲ့တော့ဒီကောင်ကို shortcut က order သူ့ရဲ့ဒီ maximize view ပို့ toggle shortcut က order plus w ဖြစ်ပါတယ် order ကိုဖိပါ w ကိုနှိပ်လိုက်ရင် ကျွန်တော် ပြုဖို့အကျင့်ကျယ်ဖြစ်ပါတယ်။ဥမာ top view ကိုအကျယ်ချက်ကျင်နေဆိုရင် top view ကို right click နှိပ်ပါတယ်။ activate ဖြစ်သွားပါတယ်။ပြီးရင် order w နှိပ်လိုက်ပါရင် top view ဟာအကျယ်အကျယ်ဖြစ်လာတာတွေ့ရမှာပါ။အဲအဲ့ဆိုတော့နောက်နောက်ဒီ 3D mesh မှာ2000ကိုကစပြီးတော့အဲပြောင်းသွားတဲ့စနစ်တစ်ခုကိုကျွန်တော်တို့ကတိတ်မကြိုက်တာလေးရှိပါတယ်ဥမာဆိုကြပါစို့ကျွန်တော်နမူနာလေးပြရအောင် အဲဒီကျွန်တော်တို့ top view မှာကျွန်တော်တို့ဒီလိုမျိုးချိန်ပြီးတော့ unit ခရားကိုကျွန်တော်တို့အကြီးချထားတယ်ပေါ့နော်ဒီဘက် view မှာကျွန်တော်တို့ဒီ cylinder ကိုကျွန်တော်တို့ချိန်ထားတယ်ဒါ collision လို့ချိန်ထားတာပေါ့ဒီဘက်မှာကျွန်တော်ဒီ speed ကိုချိန်ထားတယ် okay အဲ့တော့ကျွန်တော် perspective view မှာဒီလိုအကုန်လုံးကိုမြင်အောင်လုပ်ထားတယ်သူ့ကိုအခြေချက်လိုက်ပါတယ်အဲ့တော့ဒီ perspective view မှာကျွန်တော်တို့က front view ကိုသွားကျင်နေဆိုရင်ကျွန်တော်တို့ f ကိုနှိပ်လိုက်လို့ရပါတယ်ဒါပေမဲ့ တကယ်တည်းမှာတော့ pass front view ကိုကျွန်တော်တို့သွားတာမဟုတ်ပါဘူး perspective view ကိုသူက front ကိုပြောင်းလိုက်တာပါအဲ့ဒါဆိုတော့ကျွန်တော်တို့ချိန်ထားတဲ့ဒီ view ကို မရောက်ပါဘူးအဲ့ဒါဆိုတော့ကျွန်တော်တို့ perspective view ကိုပြန်သွားခြင်းကျွန်တော် P ကိုနှိပ်ရပါတယ် P ဆိုရင် perspective ပါကျွန်တော်ဒါလေးနှိပ်လိုက်ရင်ကျွန်တော်တွေ့မှာ perspective က B top view က D အဲ front view က F left view က L ဒါပေမဲ့တကယ်တကယ်မှာတော့သူကဒီ view ကိုမသွားဘဲနဲ့ အဲဘယ်လိုပြောမလဲဆိုတော့ဒီကိစ္စကလည်းကျွန်တော်တို့တကယ်အလုပ်လုပ်တဲ့အခါစသုံးတဲ့လူကတော့တိတ်မထူးခြားပေမဲ့ကျွန်တော်တို့ဒီ object တွေနဲ့ sense တွေနဲ့ဥသာပေါ့နော်ဒီအရင်အကြီးတွေဥသာပေါ့အဆောင်ဒီ model 3D model အကြီးတွေနောက်ပြီးတော့ sense မှာ object တွေအများကြီးဆွဲထားတဲ့အချိန်မျိုးတွေမှာဒီကိစ္စကတော်တော်တော်အလုပ်ရှုပ်ပါတယ်ကျွန်တော်ကဒီ view ကိုချိန်ထားတယ်ဒီလိုလှည့်ဖို့ဆိုရင်တခါတခါ object တွေများရင်နည်းနည်းလေးပါတယ် အဲ့တော့သူက F လို့နေလိုက်ရင်ကျွန်တော် front view ကိုမသွားရင် debug ကပြတ်သွားတယ်။အဲ့ဒါဆိုစောစောကကျွန်တော်တို့လိုချင်တဲ့ perspective view ကိုပြန်ရအောင်တစ်ခါပြန်ချိန်ရပြန်အောင်ဒါနဲ့ပဲကျွန်တော်တို့အလုပ်တွေချုပ်ပြီးတော့လုပ်ငန်းကမတွင်ကျွဲဘူးပေါ့နော်။အဲ့ဒါဆိုတော့ဒီလိုမဖြစ်အောင်ကျွန်တော်ကတော့ shortcut တွေကိုပြောင်းလိုက်ပါတယ်။အဲ့ဒါဆိုတော့ပြီးရင်ကျွန်တော် shortcut ပြောင်းနည်းလေးကိုသင်ပေးမှာပါ။အဲလောလောဆယ်တော့ဒီကိစ္စလေးကိုခေါင်းထဲထည့်ထားပါပေါ့နော်။ကျွန်တော်တို့ဒီ top view front view left view ဆိုတာကဒီ view တွေကိုတကယ်မပြောင်းမင်းနဲ့ ကျွန်တော်ဒီ view တစ်ခုထဲမှာပဲသူကကြောင်းသွားတော့ပါဆိုကြပါစို့ဒီ view ကိုကျွန်တော်တို့ကဒီ view ကိုကျွန်တော်တို့က top view လို့နှိပ်လိုက်ရင် top view ကိုမသွားဘဲနဲ့ဒီ view က top view ဖြစ်သွားတယ်ဒါကြောင့် top view ကနှစ်ခုဖြစ်သွားပါတယ်အဲနောက်အဲ့တော့တကယ်တမ်းမှာစစောကျွန်တော်ချိန်ထားတဲ့နေရာပြန်လို့ချင်းဒါကို left view ပြန်နှိပ်အဲပြန်နှိပ်တယ်အဲပြန်နှိပ်ပြီးတော့ဒီ speed ရောက်ပြန်ချိန်ရတယ်ဆိုတော့နည်းနည်းအလုံးရှုပ်တာပေါ့နော် ဟုတ်ပြီဆိုတော့ကျွန်တော်တို့ဒီ view ပုံနဲ့ပတ်သက်ပြီးတော့နောက်ထပ်အသေးသေးနာလေးကျွန်တော်နည်းနည်းဆက်ပြောပေးပါမယ်။အဲဒါဆိုဒီခုကျွန်တော် perspective view ကိုအကျယ်ရှင်းလိုက်တယ်။အဲဒါဆိုတော့ကျွန်တော်ကြည့်အောင်ဒီအခုစောစောကျွန်တော်ပြောသလိုပေါ့နော် 3D mesh ကိုစဖွင့်မြင်ခြင်းကျွန်တော်တို့ပေးထားတဲ့ move ပါလဲဆို select move ဖြစ်ပါတယ်။ကျွန်တော် select မှတ်လိုက်တယ် select မှတ်လိုက်တယ် select မှတ်လိုက်တယ်။အဲဒါဆိုဒီ cylinder ကို select မှတ်လိုက်ရင်ပိုတည်တာပါတယ်။ကျွန်တော် select မှတ်လိုက်ရင်ဘာဖြစ်လို့ဆို wire line တွေ ျွန်တော်တို့ပြမှာဖြစ်ပါတယ်ဒီဘက်က wire frame line တွေဒီရင်းနှီးခရကိုဆက်လက်မှတ်လိုက်ရင်းနှီးခရရဲ့ wire line တွေပြတာဖြစ်ပါတယ်အဲ့တော့က 3D mesh 2014ရမှာစပြီးတော့ပြောင်းသွားတာပါအရင်တော့ဆိုရင်ကျွန်တော်တို့ဒီ wire line တွေမြင်ခြင်းကျွန်တော်တို့ keyboard က F4 နှိပ်ပေးရပါတယ် F4 နှိပ်ရင်တော့အရာဝတ္ထုတွေအကုန်လုံးရဲ့ wire line ကိုပြပါတယ် F4 ပိတ်ရင်เนาะမပြပါဘူးအဲ့တော့ဒီမှာကျွန်တော်တို့ ဒီဘက်ကမန်နျူအပြင်မယ်ဆိုရင်အဲဒီလိုမျိုးပေါ့အဲမာပတ်စပက်တစ်အဲဒီကောင်နေရကျွန်တော်တို့ဥစားပေါ့ရှော့ကတ်လေးပဲကျွန်တော်တို့အသုံးများတော့ရှော့ကတ်နဲ့ပဲသုံးလိုက်ပါတော့ F4 နှိပ်လိုက်ရင်ကျွန်တော်ဒီ object ရဲ့ wireframe နဲ့စိတ်တမှုနဲ့ကိုတွဲပြတာပေါ့အဲအဲ့ဒါဆိုတော့ 3D မှာ2014တဲ့နိုင်တဲ့ version နဲ့မှာဆိုရင်တော့ဒီလို ဆက်လက်မှတ်ရင် wireframe ကိုအော်တိုမပြပါဘူး14.5ဒီရောက်ကောင်းနေကြတော့ဒီဆက်လက်မှတ်လိုက်တာ ਨੇ object wireframe ကိုပြပါတယ်။သူကအခုအချိန်နေမှာတော့ကျွန်တော်တို့အခုအချိန်နေဆိုတာအခုကျွန်တော် modeling လုပ်မှာတော့ဘာလို့လုပ်တဲ့အချိန်မှာတော့ animation တို့ဘာလို့လုပ်တဲ့အချိန်မှာတော့ဒီ move ကကောင်းတယ်။အဲဒါပေမဲ့ကျွန်တော်ဒီ painting မှုတွေကိုသုံးပြီးတော့ modeling လုပ်တဲ့အချိန်ကျရင်ဒီ line တွေမြင်နေရတာကျွန်တော်တို့အတွက်တော်တော်အခက်အခဲဖြစ်ပါတယ်။ အဲဒီလိုလိုင်းနေမြင်နေရရင်ဒီရာဝတ္ထုကကျွန်တော်နှိမ့်လာမြင်လာအဲစမှုဖြစ်လာဆိုတာကျွန်တော်တို့မမြင်ရပါဘူးအဲဆိုတော့အဲ့ခါမျိုးဆိုရင်တော့ဒီလိုင်းတွေကိုကျွန်တော်တို့ပိတ်ဖို့လိုပါတယ်အဲအဲ့လိုပိတ်ရှင်တဲ့အခါကျရင်ကျွန်တော်ဒီ view pole လေးကိုကျွန်တော် right click နှိမ့်လိုက်ပါ right click နှိမ့်လိုက်ရင်ဒီ cloud ကလေးပေါ်လာမှာတွေ့ပါတယ် display selected with h face ဆိုတဲ့ cloud ကိုကျွန်တော်ဖြုတ်လိုက်ပြီးတော့ okay နှိမ့်လိုက်ရင်တော့ကျွန်တော်ဒီ select မှတ်လိုက်ပေးမယ်ကျွန်တော် line တွေမမြင်ရတော့ပါဘူး ဒီလိုအခြေအနေမျိုးကြတော့ကျွန်တော် selection ဖြစ်လားမဖြစ်လားသိအောင်ကျွန်တော် geo နှိမ့်လိုက်ရပါတယ် geo g ရတာအရင် 3d mesh version နဲ့မှာဆိုဒီလို selection bracket လို့ခေါ်ပါတယ် select မှတ်တတ်တဲ့အရာဝတ္ထုကိုဒီလို bracket လေးနဲ့ပေါ်ပြပါတယ်ဒါဆိုကျွန်တော် select မှတ်ထားလားမမှတ်ထားလားသိရတယ်နောက် f4 ကိုနှိမ့်လိုက်ရင်လည်း line တွေပေါ်တယ် line တွေအကုန်လုံးပေါ်သွားတာပါသူကတစ်ခုတည်းမဟုတ်ပါဘူးအဲ့ဒါဆိုတော့ဘယ်လိုပြောမလဲဆိုတော့လောလောဆယ်တော့ ကျွန်တော်တို့ဒီမူလေးကဖွင့်ထားတာကောင်းတာပေါ့နော်နောက်ကျွန်တော်လိုအပ်ရင်ဒီကလုတ်ကလေးကိုပြန်ပိတ်မှာပါအဲ့တော့ကျွန်တော်အကြံပေးချင်တာကတော့အကြံပေးချင်တာကတော့ဒီ tutorial လေးကဟုတ်ကြပါတော့ကျွန်တော်လိုအပ်တဲ့အချက်လေးတွေကိုကျွန်တော်စဉ်းစားပြီးတော့ပြည့်စုံအောင်ပြောထားပါတယ်ဒီ view point နဲ့ပတ်သက်ပြီးတော့အကုန်လုံးကိုလောလောဆယ်မှတ်မိစရာမလိုပါဘူးအလုပ်လုပ်ပြီးတော့နောက်လိုအပ်တဲ့အခက်အခဲရှိတဲ့ဆိုရင်ဒီ view point tutorial လေးကိုကျွန်တော်အမြဲတမ်းပြန်ကြည့်ပြန်ကြည့်ပါလိုအပ်တာလေးတွေမေ့သွားလေရှင် အဲ့လိုကျွန်တော်အကြံပေးခြင်းပါတယ်အဲနောက်ဒီ software မှာအဲ့လိုမျိုးပေါ့နည်းနည်းစိတ်အနှောင့်အယှက်ဖြစ်စရာလေးတွေရှိပါတယ်အဲ့ဒါလေးတွေကိုကျွန်တော်အခုဆက်ပြီးတော့ရှင်းပြပါမယ်အဲ့ဆိုတော့ 3D Max မှာအရင်တုန်းကအဟောင်း version တွေကိုဂိုင်မှုတဲ့လူတွေနဲ့လူတွေဆိုသိမှာပါကျွန်တော်တို့အခုမြင်နေရတဲ့ပုံကဘာဖြစ်လဲဆိုတော့နည်းနည်းလေးဖြူပါတယ်အဲ့တော့ အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ view ပို့ lighting နဲ့ shading နဲ့အဲ့ဒါလေးတွေကြွာသွားတာဖြစ်ပါတယ်။နောက်ကျွန်တော်တို့ view ပို့မှာကျွန်တော် F9 နှိပ်လိုက်ရင် render သွားပါတယ်။အဲ့ဒါဆိုတော့ 3D mesh မှာကျွန်တော် render လုပ်ရင်အခုမြင်နေရသလိုမြင်ရတာပေါ့နော်။တခါတခါကျရင်အဲဒီပုံကကျွန်တော်ကြည့်လို့မကောင်းဖြစ်သွားတတ်တယ်။အဲ့ဒါဘာကြောင့်လဲဆိုတော့ဒီ view ပို့ရဲ့ lighting နဲ့ဆိုင်ပါတယ်။ဒါဒါနည်းနည်းဥစားပေါ့နော်။တခါတခါကိုလိုချင်တဲ့ပုံစံလေးတွေစိတ်အနှောင့်အယှက်ဖြစ်စရာလေးတွေ့ရင်ဒါလေးတွေကိုပြန်သတိရပါ။ အဲ့ဆိုတော့ဒီမို့တာပေါ့ maximize viewport angle ကိုလည်းကျွန်တော် right click နှိပ်လိုက်ပါ right click နှိပ်လိုက်ရင်ကျွန်တော်တို့ဒီမှာတွေ့မှာပါတခါတခါကျရင်သူကဒီမှာဥစားပေါ့ဒီဘက်မှာ since light လို့သူကပြထားတယ်တခါတခါကျရင် default light အခုရောသူက two light လို့ပြထားတာဖြစ်ပါတယ်အဲ့ဆိုတော့တခါတခါကျွန်တော် two light နဲ့လှုပ်လို့ရင်မကောင်းပါဘူး one light လို့ပြောင်းပေးပါပြီးတော့ okay နှိပ်လိုက်ရင်ကျွန်တော် render လုပ်ရင်ကျွန်တော် view ပေါ်မှာ one light ထည့်နေသွားတာတခါတခါပိုကောင်းပါတယ်